တဘာနဲ့ဝါဆိုတာလည်းလည်းရထားတာမဟုတ်ဘူးဆိုတာတက်တယ်ပြရင်ကာရင်စတန်ကိုချက်ကလေးငှက်ကလေးလို့နိုင်ပြခဲ့တဲ့အွန်လိုင်းအဆန်းပိုင်းသားအမေများများကြောကြောင်အမေစပေါ့ချန်နယ်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်1 5 36ဟာ1 championship ပြင်မပြိုင်ပွဲတွေကတခုဖြစ်ပြီးအခုပဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ Lomini Boxing Stadium မှာကျင်းပပြီးစီလို့သွားခဲ့ပြီးဖြစ်ပါရင်ဒီဝဲစီမာမေတဲ့ဝိတ်185ပေါင် MMA ပွဲကိုရှင်မြန်ထိုးသက်ခဲ့ကြတဲ့အလာအန်ဆန်နဲ့ဇီမင်းစတေးယံကာရင်စတန်တို့ရဲ့ပွဲကတော့ပရိသတ်တွေစိတ်ဝင်စားမှုများအောင်ပွဲစဉ်ဖြစ်ခဲ့ပါတယ် ကျွန်တော်မြင်ရခေါင်းပွဲအဖြစ်စောင့်ဝေတန်ကိပောက်စင်ခပတ်ပေါင်းစည်းဝဲထိုးခဲ့ကြတဲ့ပရာဂျန်ဆိုင်နဲ့ဒီဘဲလာတို့ရဲ့ပွဲကတော့မအောင်လာတို့ပွဲလောက်ပရိသတ်စိတ်ဝင်စားမှုများပြားလိမ့်မယ်မထင်ပါဘူးဒီပွဲဟာ9မိနစ်3ကြိမ်သတ်မှတ်ထားတဲ့ MLB ပွဲအစဉ်တစ်ခုဖြစ်ခဲ့ပြီးအောင်လာကတော့သူ့ရဲ့အသက်အရွယ်40နဲ့လိုက်ဖက်ညီတဲ့ကစားပုံကိုပြင်ဆင်လာခဲ့ပါတယ်အောင်လာအဆန်ကသူ့ရဲ့ကစားသမားဘွားရဲ့နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီးဒီပွဲကသူ့ကစားသမားဘွားရဲ့နောက်ဆုံးပွဲအစဉ်ဖြစ်တယ်လို့သူကိုယ်တိုင်ပဲအတည်ပြုပြောဆိုထားတာပါဒါမှမဟုတ်ဆာမီစတီယန်ကာရင်စတန်ကတော့ဝမ်ချန်ပီယံရှစ်ရဲ့ဝေဒါဝိတ်ချန်ပီယံဟောင်းတူဖြစ်ပြီးသူ့ရဲ့ရိုးရှင်းပြီးထိရောက်တဲ့ထိုးကြိတ်ကစားဟန်နဲ့လူတီများတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ် ဝင်နာဝိတ်ဖိုင်တာကအောင်လာနဲ့ထိုးဖို့အတွက်မီဒယ်ဝိတ်ကိုလေးချင်းကိုတင်ခဲ့ရပေမယ့်အခက်အခဲမရှိခဲ့တာကသူ့ရဲ့ပြင်ဆင်မှုဟာဘလောက်ထိနီးစနစ်ကျလဲဆိုတာသိတာပါတယ်။ဒီဝဲစင်အောင်အောင်လာရဲ့ကစားမဘွားကိုအနိုင်နဲ့ပိတ်သိမ်းပြီးသူ့ရဲ့ကနဝင်အဆင့်ကိုထိန်းသိမ်းဖို့အခွင့်အရေးတစ်ခုလည်းဖြစ်သလိုကာရစ်စတန်အတွက်လည်းအောင်လာလိုမျိုးကနဝင်ဖိုင်တာကိုအနိုင်ယူပြီးသူ့ရဲ့အဆင့်ကိုပြန်လည်မြှင့်တင်ဖို့အတွက်အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။အောင်လာရဲ့ရွှေခေတုံးကအောင်လာဟာလက်တီတွဲလုံးနေတဲ့ပြိုင်ဘက်ကိုလှုပ်မရအောင်ထိုးတက်နိုင်တဲ့စွမ်းအင်မျိုးကိုပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။သူရဲ့လက်တီထိုးချက်တွေအပြင်းထန်ပြီးတိကျမှုရှိပါရင်ဒါပြင်အောင်လာဟာကျွတ်ကျဆိုးနဲ့တပန်းကစားဟန်မှာကျွမ်းကျင်ပြီးပြန်ဘက်ကိုမြေမြေပေါ်ထိန်းချုပ်နိုင်စွမ်းရှိပါရင် နောက်တစ်ချက်ကတော့အလဟာဖီးယားအောက်မှာတည်ငြိမ်ပြီးပြည်သက်တွေရှိမှာစင်အားတက်သွားစွာကစားနိုင်သူဖြစ်ပါရင်သူရဲ့ကစားမဘွားမှာဖီးယားများရဲ့ချန်ပီယံကပတ်ကာကွယ်ပွဲတွေကိုချင်းချင်းထိုးခဲ့ရမှုလာကြောင်းအခုလိုမျိုးသူရဲ့ကစားမဘွားနောက်ဆုံးပွဲအဆင့်လို့ဖီးယားများရဲ့ပွဲမျိုးကိုလည်းအလဟာကကောင်းစွာဂိုင်တွင်နိုင်ခဲ့တာဖြစ်ပါရင် ရမောင်းချီစားနေနေမှာအော်လာအန်ဆန်နဲ့ကာလစ်စတန်နှစ်ဦးစလုံးတယောက်နဲ့တယောက်အမဆောက်ကစားခဲ့ကြပါတယ်။အော်လာဟာသူ့ရဲ့ထုံးစံတိုင်းပွဲစဉ်ကိုဖိဖိချင်းစတင်ခဲ့ပြီးကာလစ်စတန်ရဲ့ထိုးချက်တွေကိုကွာဝေးထင်းပြီးတော့ရှောင်ကွင်းခဲ့ပါတယ်။ကာလစ်စတန်ကတော့သူ့ရဲ့ခြေခံချက်တွေနဲ့လက်သီးထိုးချက်တွေကိုအဓိကထားကစားခဲ့ပြီးအော်လာရဲ့ထိုးချင်အရှိန်ကိုစမ်းသပ်ဖို့တဲ့စူးစမ်းခဲ့ပါတယ်။ပြမချီမှာနှစ်ဦးစလုံးတိတိတာတာထိရောက်တဲ့ထိုးချက်တွေမပြုတ်လုံနိုင်ခဲ့ပါဘူး။အော်လာဟာကာလစ်စတန်ရဲ့တိုက်ခိုက်မှုတွေကိုခန်းစစ်ကစားဟန်နဲ့တံပြန်ဖို့စူးစမ်းခဲ့ပြီးကာလစ်စတန်ကလည်းအော်လာရဲ့ပါဝါလက်သီးတွေကိုရှောင်ရှားဖို့အကွာအဝေးကိုထင်ကစားခဲ့ပါတယ်။ ဒီအချိန်မှာနံပါတ်စလုံးတရားရဲ့ကစားဟန်ကိုအကဲဖြတ်နေကြသလိုဖြစ်နေခဲ့ပြီးပရိသတ်တွေအတွက်အနေငယ်ကြီးငိမ့်တဲ့အခြေအနေမျိုးဖြစ်နေခဲ့တယ်လို့ပွဲကလည်းအနေငယ်အေးဆက်ဆက်နိုင်ခဲ့ပြီးပြင်းစရာကောင်းနေခဲ့ပါတယ်။ဒုတိယအချိန်မှာအော်လာအန်ဆန်ကပွဲစဉ်အရှိန်ကိုစတင်ထိန်းချုပ်လာခဲ့ပါတယ်။သူအားသူ့ရဲ့ထိုးချိန်စွမ်းရည်ကိုပြေဝအောင်ချပြီးတော့ကာရီစတန်ကိုလက်တီတွဲလုံးနေနဲ့ဆက်လိုက်ထိုးတက်ခဲ့ပါတယ်။အော်လာရဲ့နီကတ်ထိုးချက်တွေဟာပြင်းထန်ပြီးတိကျတဲ့ထိုးချက်တွေဖြစ်တာကြောင့်ကာရီစတန်ရဲ့ခံစစ်အနေအထားကိုပုံမောရောက်ရှိစေခဲ့ပါတယ်။ ကာလစ်စတန်ကလည်းအွန်လိုင်းအရှင်ကိုတံပြန်မှုစ조사ခဲ့ပြီးသူရဲ့အခြေခံချက်တွေနဲ့လက်သေးထိုးချက်တွေကိုထည့်သွင်းမှု조사ခဲ့ပါတယ်ဒါပေမဲ့အွန်လိုင်းရဲ့အရှိန်နဲ့ထိုးချက်တဲ့ပြင်ထန်မှုတွေကိုလိုက်မမိခဲ့ပါဘူး။ဒုတိယအခြေအနေအဓိကခိုက်တန်းကတော့အွန်လာကကာရစ်စတန်ကိုလက်သေးတွဲလုံးနေတဲ့စရိုက်ထိုးတဲ့ပြီးကာရစ်စတန်လှုပ်မရအောင်ဖြစ်စေခဲ့တဲ့ခိုက်တန်းမှာအွန်လာဟာသူ့ရဲ့ထိုးချိတ်စွမ်းအင်ကိုအသုံးပြုပြီးကာရစ်စတန်ကိုကွာဝေးဖိပြီးပြင်ထန်တဲ့လက်သေးချက်တွေနဲ့ထိမှန်စေခဲ့ပါတယ်။ဒီခိုက်တန်းမှာကာရစ်စတန်ဟာခန်းစစ်ကစားရင်ရုန်းကန်နေရပြီးအွန်လာရဲ့ထိုးချက်တွေကိုခံနိုင်မရှိတော့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့တာကြောင့်ဒိုင်လိုကြီးကပွဲကိုရပ်ပစ်လိုက်တာဖြစ်ပါတယ်။ အလာအန်ဆန်ရဲ့ဒီပွဲစဉ်ဟာသူ့ရဲ့ကစားမဘွားနောက်ဆုံးပွဲစဉ်နောက်ဆုံးအဆင့်မှာအနိုင်ပွဲနဲ့ပိတ်သိမ်းနိုင်ခဲ့တာလည်းဖြစ်ပါရင်ခေါင်းဆောင်ဆန်းဆောင်ရီကိုကျင်ကျင်ပြသခဲ့ပြီးသားဖြစ်တဲ့အွန်လိုင်းရဲ့အခုနောက်ဆုံးပွဲကစားဘွားသူ့ရဲ့ရွှေကေတုံးကလိုမျိုးမမိခဲ့ပေမဲ့အကောင်းဆုံးစ조사အထောက်မှုတွေနဲ့ပရိသတ်တွေကိုနောက်ဆုံးချိန်ထိပေးဆက်သွားခဲ့ပြီးလည်းဖြစ်ပါရင်ဒီကိုတော့ဒီပွဲမှာပြသခဲ့တဲ့အွန်လိုင်းဆန်းဆောင်ရီပေါ်ဘယ်လိုများမြင်မိပါသလဲအောက်ကကွန်မန့်မှာမှတ်ချက်ပေးသွားလို့ရပါရင်ဟုတ်ကဲ့ပါမြောင်းဗီဒီယိုကတော့ပါပဲနောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဤကောင်းချိုလိုက်ရပါတယ်ခင်ဗျာ